ီမနေ့တော့ကျန်းစာကိုဖောက်ရှုနေကြတဲ့ခရီးယံယုံကြည်သူညီကို မောင်နှမများကိုကျန်းစာဘယ်ကဲ့သို့ဖောက်ရမလဲဆိုတာကို guide လုပ်ပေးတဲ့ harmonic ပါတာရက်ကိုအနည်းငယ်ဝေငှသွားမှာဖြစ်ပါတယ် harmonic အပိုင်းတစ်ခခွေးကျန်းစာအ내အတိတ်ပဲဖွင့်ဆိုကြည့်ပါတာရက်ဆိုတာ အဲ့ဒီဘာသာရပ်ကိုကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ခေါင်းစဉ်သေးအနေနဲ့ the text criticism နဲ့ကျမ်းစာအရေးသားဝေဖန်သုံးသပ်မှုအဲ့ဒီဟာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖျားသခင်ရဲ့တမန်ကျမ်းစာကိုဝေဖန်သုံးသပ်ခြင်းဟာအပြစ်ရှာခြင်းမဟုတ်ပါဘူးအပြုသဘောဆောင်ခြင်းတော့ဖြစ်တယ်ဝေဖန်မှုရှိမှသာယာစဝင်တမန်အထောက်အထားများနဲ့ ရင်ကျေးမှုတလစ်ထုံးစံများကိုအမှားယွင်းမရှိဘဲနဲ့เนาะတမာကျန်းစာကိုခံယူနိုင်မှာဖြစ်တယ်ပြီးတော့မှတမာကျန်းစာရဲ့မူရင်းเนาะနဲ့တထက်ထဲအနီးကပ်ဆုံးအတိတ်ပဲကိုလည်းကျွန်တော်ရနိုင်မှာဖြစ်တယ်မူရင်းရဲ့အတိတ်ပဲမဟုတ်ဟုတ်တယ်မဟုတ်စီကို စစ်ဆေးနိုင်မှာဖြစ်သောကြောင့်ဒီအချက်ကိုကျွန်တော်တို့ထည့်သွင်းရခြင်းဖြစ်ပါတယ် ဆိုနှစ်ပေါင်းထောင်ချီနေပြီဖြစ်ခဲ့တဲ့ဟေဘူးဘာသာရပ်နဲ့ဂရိဘာသာရပ်တို့နဲ့ရေးထားတဲ့မူလစာပေတွေကလက်ရှိနော်စင်ကဲစင်ကဲကူးယူထားရသောကြောင့်စာပေတချို့တို့မှာအနည်းငယ်ပြောင်းလဲမှုလေးများပါဝင်နေတတ်တယ်ဒါကိုရှေးဘိုးဘေးတွေတမချန်းစာကိုပြုစုခဲ့တဲ့သူတွေကမတိမ်မဆောင်းသွားလေအောင်အဲ့ဒီ criticism ဆိုရက်ဟုတ်လားဒီဒီ wave ဖန်တုံးသက်ချစ်ဆိုရက်အရာပေါ်မှာသူတို့ခြေခံသူမှ sensitive တောင်းတွေ့ရအဲ့တော့ပြောင်းလဲမှုအမားယွင်းတွေကိုပြန်လဲပြီးစစ်စစ်ပြီးတော့ကငကိုမူလအရေးသားတိုင်းဖြစ်စေဖို့အမားယွင်းတချို့တွေကိုသူတို့ဖယ်လိုက်ရတယ်နော်ကိုယ်တဘောနဲ့ကိုရေးချဲ့ထားတဲ့အရာတွေတချို့တွေရှိတာတွေကိုသူကစမ်းစစ်ပြီးဖယ်ထုတ်ပြမတိကျဆုံး နော်ဖေပြဲပါတာတိုင်းပြန်လဲပြုမပြုပြင်မွမ်းမြံရခြင်းဖြစ်တယ်အဲ့လိုမွမ်းမံတဲ့အခါမှာကျွန်တော်ကအဲ့ဒီဟာကိုကျွန်တော် exegesis လို့ခေါ်တယ်အတိပယ်ကိုကျွန်တော်ခတ်ယူခြင်းပြီးတော့မှ exegesis ဆိုတဲ့အတိပယ်ကတော့ဖြည့်ဆွတ်ခြင်းအဲ့ဒီနှစ်ခုရဲ့အတိပယ်ကတစ်ခုနဲ့တစ်ခုစမ်းကျင်ပဲဖြစ်တယ်ဆိုတော့ကိုလည်းကျွန်တော်နားလေရပါတယ်သမာကျစာရဲ့မူလအတိပယ်ကိုဆွဲယူခြင်းနဲ့ မူရအတိတ်ပဲကိုထပ်ဖြစ်ခြင်းဆိုတဲ့သဘောနှစ်ခုကိုကျွန်တော်တို့အာဒီဒီဒီဟာမနျူတစ်ဘာသာရမှာကျွန်တော်တို့လေ့လာရပါတယ်ဆိုတော့အတိတ်ပဲကိုတိကျစွာဘာသာပြန်နိုင်ရန်အတွက်လက်တွေ့အသုံးချနိုင်တဲ့အချက်တစ်ချက်မှာနောက်တစ်ချက်ကဘာလဲဆိုရင် inductive method လို့ခေါ် method ထဲမှာနီးလမ်းပေါ် inductive ဆိုတော့ဘာလို့ဆိုလို့လဲဆိုလို့ရှိရင် the reason ပေါ့ reason ဆိုတဲ့အကြောင်းအရာနဲ့ law of logic ဆိုတဲ့ယုတ်တိရှိခြင်းအကြောင်းအရာကိုကျွန်တော်ထပ်ပြီးမှထည့်သွင်းပြီးမှစဉ်းစားရတယ်အဲ့ဒီအကြောင်းအရာတွေကဘာလဲဆိုကြအခြေခံကြတဲ့ဥပဒေဖြစ်တယ်အဓိကတော့ဘုရားသခင်နှုတ်ကပတ်တော်ကိုနားလည်စေဖို့ရန်အတွက်ယုတ်တိမရှိတဲ့အကြောင်းတရားတွေကိုနော်ယုတ်တိမရှိတဲ့ အကြောင်းတရားများနဲ့ဇဝေးစွာဖြစ်တဲ့နိလန့်တွေကိုကျွန်တို့အသုံးမပြုသင့်ပါဘူး။ဆိုကျမ်းစာထဲမှာဇဝေးစွာဖြစ်တဲ့ယုတ်တိမရှိတဲ့ကျမ်းချက်တွေအများကြီးလူနာမနေနိုင်တဲ့အချက်တွေအများကြီးရှိတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ကတေချာဆန်းစစ်လေ့လာခြင်းเนาะဒီဟာအဖြစ်ဘာလို့ strong point နဲ့ weak point ချီတချို့နေရာတွေမှာ weak point ချီတယ်။အဲ့ဒီ weak point ကိုကျွန်တော်တို့မထင်မရှားဇဝေးစွာဖြစ်တဲ့ဆိုရင်ထိုးနှိမ့် ို့နဲ့ similar အဓိပ္ပာယ်တူတဲ့ strong point တခြား subject တခြား chapter ပါဖော်ပြတော့ all ဒီ check ကဒါပါလားဆိုပြီးမှကျွန်တော်တို့အဲ့လိုသိရှိတိုင်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဟိုသိရမှာပေါ့နော်ဆိုအဲ့ check ခုနဲ့တခုထောက်ပြီးမှတွားရတယ်ဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ spiritual spiritual handle ကိုလည်း handle တော့မှဒီ spiritual ဝိညာဉ်ရည်နဲ့ပတ်သက်တယ်နော်လဲပတ်ရတယ် ်မော်တော်ကားမှာဆိုရင် steering ရှိတယ်မော်တော်ကားနဲ့ပတ်သက်တဲ့ steering လူတိုင်းလှည့်လို့ရဒါပေမဲ့မမောင်းတက်တဲ့လူလှည့်လို့ရှင်တော့လဲကြောက်ထက်ကြသွားတယ်အဲ့ Tony လကောင်းပဲကျောင်းစာရဲ့ spiritual lies လုတ်တဲ့အခါမှာကျွန်တော်တို့ကလူတိုင်းကကျောင်းစာကိုစာကို ဖတ်တတ်တယ်စာအာစာဖတ်တတ်တယ်ဆိုရင်ဖတ်နိုင်တော့ညာလဲပဲဖတ်တတ်တဲ့လူတိုင်းကနားမလည်နိုင်ဘူးဖတ်နိုင်တယ်ဒါပေမဲ့နားမလည်နိုင်ဘူးရှုပ်ထွေးသလိုဖြစ်တယ်ဒါပေမဲ့ ကျွန်တော်တို့ယုံကြည်သူခရိယန်တွေဘင်လင်းနော်အဲကျောင်းစာကိုအပေါ်ရန်လောက်ပဲနားလေတဲ့အပိုင်းလေးတွေရှိတာပေါ့နော်မမှားတော်လဲနော်မတူညီတဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကခွဲခြားစိတ်ချစိတ်ဖြာပြီးနားလေဟာဒါဒီလိုဒီကဒီလိုဆိုတော့ပိုင်းချပြီးသိလာနိုင်ကြမယ့်အကြောင်းကျွန်တော်တို့ကဝိညာဉ်တော်အားဖြင့်တာလဲကျွန်တော်တို့နားလေပြီးမှတမာကျစာရဲ့အကျိုးရလက်ကိုရနိုင်မှာဖြစ်တယ်ဆိုတော့ခရိယန်များ၌ မှာပင်လေဝင်းရတော်ဆောင်ရက်နိုင်စွမ်းရလက်ကိုရနိုင်တယ်။ဘောလို့ဆိုတန်ရှင်သောဝိညာဉ်တော်ကသာလင်ကျွန်တော်တို့ကိုဖတ်ရှုရခါမှာနားလည်စေတာဖြစ်တယ်။သဘောပေါက်စေတာဖြစ်တယ်။ဒီလိုနားလည်ဖို့သဘောပေါက်ဖို့အတွက်ကိုလည်းကူညီပေးတယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16အငယ်73မှာတမန်တော်နှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည်ရောက်လာသောအခါတမန်တော်ကိုသင်တို့အားအကျွင့်မဲ့တုံတင်ပြသလိမ့်မည်တဲ့ ဆိုယေရှုခရစ်တော်လောကမှာရှိစဉ်ကာလတပည့်တော်တွေကို तू ကဒီသွန်သင်ပြတ်တဟောပြောတဲ့နေရာမှာတချို့တွေနားမလည်ဘူးနားမလည်တဲ့ခါမှာယေရှုခရစ်တော်ကဥပမာလေးတွေတုံးပြီးတော့မှနော်ဟောပြောလေးရှိတယ်သွန်သင်ဆုံးမလေးရှိတယ်အဲ့တော့ယေရှုခရစ်တော်ကောင်းကင်တက်သွားတဲ့အခါမှာလေမင်းတို့ကိုတဲ့တုံသင်ပြတတ်မဲ့ဖခင်သခင်ရဲ့ဝိညာဉ်တော် တန်ရှင်သောဝိညာဉ်တော်ရောက်လာမယ်အဲ့ဒီဖခင်ကမင်းတို့ကိုတမန်တရားနဲ့ပြည့်စုံသောကြောင့်မင်းတို့တမန်တရားအကြောင်းကိုပြောပြလိမ့်မယ်လို့ပြောထားတယ်ဒါတွေမကောက်နောင်လာလက်တန့်သောအရာတွေကိုလည်းသင်တို့အားဖော်ပြလိမ့်မယ်လို့ပြောပါပဲ။ဒါကြောင့်ယနေ့ကျွန်တော်တို့ခရိယညီကောင်တို့မှတမန်ကျမ်းစာဖတ်တဲ့အခါမှာဝိညာဉ်တော်ကိုကျွန်တော်တို့ခံယူမှဆုတောင်းပြီးဖတ်တဲ့အခါပို့ပြီးမှရှင်းလင်းစွာနားလည်နိုင်တယ်။တော့တော့ တမန်ကျမ်းစာကိုပြုစုရေးသားတဲ့เนาะတမန်တော်ကြီးရှင်ပေါလုကလည်းကောရိန္သုမြို့မှာရှိတဲ့ယုံကြည်သူတွေကိုရေးသားတဲ့စံချက်ရှိပါတယ်အဲစံချက်ကတော့ကောရိန္သုပထမဆောင်အခန်းကြီး1အငယ်14ကနေ15မှာပေါ်ပြထားတယ်အဲ့တော့ဖတ်မယ်ဆိုရင်တော့ကျွန်တော်တို့ကျမ်းစာကိုနားလည်နိုင်ဖို့ကထိုအရာတို့ကိုတဲ့ဝိညာဉ်တော်အားဖြင့်သာပိုင်းခြားနားလည်နိုင်တယ်လို့သူကပေါ်ပြထားပါတယ်ဝိညာဉ်တော်အားဖြင့်နားလည်နိုင်တယ် ဆိုဖျားသခင်နဲ့ပတ်သက်တဲ့လူတွေကိုဖျားသခင်ကသူ့ရဲ့အကြောင်းကိုသိစေဖို့ဖျားသခင်ဝိညာဉ်တော်ကကူညီတာဖြစ်တယ်ကျွန်တော်အဖေရဲ့အကြောင်းကိုကျွန်တော်သိဖို့ရကျွန်တော်အဖေရဲ့စိတ်ကိုကျွန်တော်နားလည်မှကျွန်တော်သဘောပေါက်မှဩသူအပြင်ဒီလိုရှိတယ်ဒီလိုရှိတယ်ဆိုတော့ကျွန်တော်နားလည်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဖေနဲ့မသက်ဆိုင်တဲ့အဲတကယ်ချင်းညရောသူ့အကြောင်းကိုကျွန်တော်တော့ပဲသိမလဲနော်အဲဒီသဘောပါပဲဒါက logic လို့ခေါ်တယ်နော် logic နော် ဲ့ဒါလေးကိုလည်းအနေနဲ့ကျွန်တော်နမူနာလေးအဖြစ်ထည့်ပြပါတယ်လို့ဆိုတော့တမချန်းစာရဲ့အခြေခံကိုကြည့်ရှုတဲ့အခါမှာလူတူးတယောက်ရဲ့ပြောဆိုတဲ့စကားကို အခြေခံခြင်းမဟုတ်ဘူးတမတော်ခန်းကြီး16အငယ်17မှာဘေရီမျိုးသားတို့သည်တက်တာလောနီမျိုးသားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပတရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းငှာစံစာကိုနေတိုင်းအစဉ်စစ်စစ်ကြည့်ရှုကြ၏မှန်သည်မမှန်သည်ကိုသိစေခြင်းငှာဆိုတာ text criticism လို့ခေါ်တယ်เนาะသူလည်းတရားလေးလာတုံးတတ်တယ်လူတိုင်းဟိုလူပြောတိုင်းရှောက်မရှုံဘောเนาะတချို့တွေကစံစာကဒီလိုပြောရယ်စံစာကဒီလိုပြောရယ်ဆိုပြပြောတိုင်းလည်း မရှုံဘူး။ तू ကစမ်းစာနားလေလွဲပြီးပြောမယ်ဆိုရင်ကိုလည်းနားလေလွဲသွားနိုင်စရာဖြစ်တယ်။ဒါဆိုကိုကိုတိုင်းစစ်စစ်ကြီးဒီမှာနော်ရှာဖွေလေ့လာသုံးသပ်ခွန်အားယူရတာဖြစ်တယ်။အဲ့ဒါကို criticism point လို့ခေါ်ပါတယ်။ So နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စမ်းစာကိုလက်တွေ့ကျလေ့လာတဲ့အခါမှာကိုယ့်ရဲ့အတွင်းစိတ်အပေါ်မှာခံစားမှုပေါ်မှာမူတည်မှာမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့နော် စကားပေါ်မှာကျွန်တော်ယုံကြည်စိတ်ချစွာနဲ့ခံယူရမှာဖြစ်တယ်။ဗေရီမြို့သားတွေကျန်းစာကိုအခြေခံကြကြယုံကြည်ကြပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖះခင်အလိုတော်ကိုနားလည်ဖို့ရအတွက်ဖះခင်ညှို့ပြပေးခြင်းဖြစ်တယ်။တမန်ကျန်းစာကိုပါပဲဆိုရှင်နော်ဒီဒီညှို့ညှို့သောစိတ်နဲ့နော်ကြည်ညိုသောစိတ်နဲ့ခံယူမှသာလေနှလုံးသားကိုဖိမှသာလေနားလည်သဘောပေါက်နိုင်မှာဖြစ်တယ်နော် အမားရှာပြီးဖတ်တာမဟုတ်ဘဲနဲ့ကျွန်တော်ဝေဖန်သုံးသပ်ဖို့အတွက်ကိုဒါအမှားသလားမှန်သလားဆိုတော့ကျွန်တော်စမ်းစစ်ဖို့လိုတယ်နော်အဲ့လိုအမားရှာလိုက်တဲ့ခါမှာအမှောင်တွေ့ပါလေတန်းစာနော်သူ့ချင်းနဲ့သူ့ချက်ဒီဘက်မှာဒီတစ်ချက်ကနားမလည်နိုင်ဘူးဆိုပိုပြီးရှင်းလင်းတဲ့အချက်တွေစမ်းစာတွေမှာအများကြီးရှိတယ်မရှင်းလင်းတဲ့အချက်ကိုရှင်းလင်းတဲ့အချက်အပြင်ကျွန်တော်ကူညီဖို့မှကျွန်တော်ပြန်လည်ပြအဖြေရှာလို့ရတယ်နော် နှုတ်ကပတ်တော်နဲ့ကိုက်ညီမှုမရှိတဲ့ຢာတွေကိုကျွန်တော်တို့ပြောင်းပြန်မှာဖြစ်တယ်။အဲ့လိုပြောင်းပြက်တဲ့တကံမှာလဲကိုယ့်ရဲ့ယုံကြည်မှုဟာနှုတ်ကပတ်တော်နဲ့လွဲနေလေဆိုရင်ဖယ်ပလိုက်ပြီမှာနှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့သွားလာရမှာဖြစ်တယ်။နော်ကိုယ့်ရဲ့ယုံကြည်မှုကိုပြောင်းပြန်မှာဖြစ်တယ်။ကျမ်းစာရဲ့ပြောထားရတဲ့အတိုင်းနာခံလက်လျှောက်ဖို့ပို့ပြီးအရေးကြီးတယ်။ဆိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9အငယ်16ကနေ18ကိုကြည့်တဲ့အခါမှာ ယေရှုကလည်းငါဟောသောဒေသနာသည်ငါ၏ဒေသနာမဟုတ်ငါ့ကိုဆေလွတ်တော်မူသောသူ၏ဒေသနာဖြစ်၏တဲ့ထိုသူ၏အလိုတော်သို့လိုက်ခြင်းတော်သူမည်စီကားတဲ့ဤဒေသနာသည်ဖျားသခင်ဒေသနာတော်ဖြစ်သလောငါသည်ကိုယ်အလိုလျောက်ဟောပြောသလောဟုပိုင်းခြားသိလိမ့်မယ်ဆိုတော့အဲ့ချိန်တုန်းကယေရှုဟောပြောတာတွေကသူ့ရဲ့သဘောနဲ့သူမပြောဘူးဘာလို့လဲဆိုတော့အဖခင်ကြီးတော်ကသူ့ကိုဆေလွတ်တော်ထားသောကြောင့် နော် guide လုပ်ပေးတယ်နော်ဒီလိုဒီလိုဆိုတော့သူဘာပြောရမလဲဘာလုပ်ရမလဲဆိုတော့ကို season ထားပြီးသားဖြစ်တယ်သူ့ရဲ့သဘောတိုင်းသူမလုပ်ဘူးဆိုတော့ယေရှုပင်လည်းသူ့ရဲ့သဘောတိုင်းသူဘယ်ဟာမှသူမလုပ်ဘူးအဖခင်ကြီးတော်ကအထက်ကနေညွှန်ကြားတဲ့အတိုင်းပဲသွန်သင်ဆုံးမတယ်ဆိုရင်ကျွန်တော်တို့ယနေ့စံစာကိုဖတ်တဲ့အခါမှာကျွန်တော်တို့သဘောနဲ့ကျွန်တော်တို့တွားလို့မရဘူးဝိညာဉ်တော်ကပဲ့ပြင်လမ်းပြမယ်ဆုံးမမယ် ပေါ်ပြမယ်နားလည်နိုင်တဲ့ဉာဏ်ကိုပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမနေ့တော့ခရီးယန်ညီကိုမောင်နှမများစန်းစာကိုဖတ်တဲ့သူတိုင်းအတွက်နော်ဘူးတူတာရစေဖို့လို့ငါဟာမနျူတစ်ဒုတိယအပိုင်းကိုအပထမအပိုင်းပေါ်1 B ကိုကျွန်တော်အနေနဲ့ sharing လုပ်ခြင်းဖြစ်ပါတယ်အခြားသောညီကိုမောင်နှမများနော် လူမျိုးဘာသာမရွေးနားထောင်ပြီးတော့မှဗဟုသုတယူနိုင်ကြောင်းကိုလည်းကျွန်တော်စေတနာမြတ်တာနဲ့ပြောပါရဲဘာသာတိုင်းလူမျိုးတိုင်းကိုကျွန်တော်လေးစားကြည့်မြို့ပါရဲအရောက်စီတိုင်းကိုဖျားသိမ်းကောင်းကြီးပေးပါစေ Thank you.